။ရုပ်ကန်ပြိုင်ဘက်ရဲ့ချားဒိတ်ကိုကောက်စားဖို့ကြံနေတဲ့မန်ယူ။မန်ချက်စတာယူနိုက်တက်အသင်းအားဒီယာဒီမှာထူးခြားတဲ့တောင်းရွှေ့တွေကိုပြုလုပ်နေတာကိုပေးသလိုသတိထားမိကြလားဗျ။ကိစ္စဆက်ပြန်မဖြစ်ခဲ့တဲ့အာဆင်နယ်အသင်းရဲ့တိုက်စစ်ကစားသမား OB နဲ့နောက်ခံကစားသမား Aiden Heaven တို့လိုအနာဂတ်အတွက်အကျိုးရှိတဲ့ကစားသမားများကိုအားလုံးပဲခေါ်ယူခဲ့ပါတယ် ။နောက်ပဲနယူးယောက်ဒီအပြောင်းရှိမှလည်းမြို့ကန်ပြိုင်ပွဲမန်စီးတီးကိုနဲ့ကစားသမားဂျိမ်းမက်အတီးကိုလည်းခေါ်ယူဖို့စိတ်ဝင်စားနေကြောင်းသိရှိရပါတယ်။ဂျေးမက်အဒီနေနဲ့နွေရာဒီမှာဒီရာဒီမှာ73ဘွဲကစားထားပြီးတော့3ကိုတွင်းယူထားခဲ့တာပဲဖြစ်ပါတယ်။အပြောင်းရွှေ့ဖြစ်မြောက်ခဲ့ရင်တော့အရန်ကိုကောင်းတဲ့စကားခွဲဖြစ်လာဖို့တည်းမျှော်လင့်မိပါတယ်။